မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်အခုမင်္ဂလာပါရှင်မင်္ဂလာပါညီမဒီနေ့မှာတော့မူးရတဲ့ကျွန်မတို့နိုင်ငံအတွက်အရေးကြီးတဲ့မူးယစ်ခံဝန်အား rain loads အကြောင်းကိုအပိုင်း3သမနှစ်သမ4ကိုအချိခံပြီးဆွေးနွေးကြပါတယ်အကုန်လူအများစုကမိုးရေဆိုတာအမိုးပေါ်ကညစ်စည်းကြသွားတာပဲလို့ထင်ကြပါတယ်။ဘာကြောင့်သူ့ကိုအဆောင်အုံအတွက်ဝန်းတစ်ခုအညီနဲ့တီးတန့်ထည့်သွင်းစဉ်းစားရတာလဲရှင်။ဟုတ်ကဲ့ဒါက engineer တွေကအစိုးရဆုံးအခြေအနေကိုအမြဲထည့်သွင်းစဉ်းစားရလို့ပါ။မိုးရေရဲ့အဓိကအန္တရာယ်ကမိုးရွာတာထက်မိုးပေါ်ကရေစင်းပိုက်တွေတိရွတ်အမိုက်တွေနဲ့ပိတ်ဆို့သွားတဲ့အခါဖြစ်ပေါ်လာတဲ့အခြေအနေပါ။ အဲ့ဒီအခါမှာရေတွေကမိုးပေါ်မှာစုပုံလာပြီးအလွန်လေးလံတဲ့ဝင်တစ်ခုဖြစ်လာနိုင်တယ်ညီမဒီလိုရေပိုက်ပိတ်ဆိုးတဲ့ပြဿနာကိုကုတ်ကဘလို့ဖြေရှင်းထားပါသလဲကုတ်ကဘီကိန်းလုံကြုံရေးအထက်အစ်စ်နှစ်စင်ပါတဲ့စနစ်တစ်ခုကိုမဖြစ်မနေတုံးဆွဲဖို့ပြဋ္ဌာန်းထားပါတယ်အမိုးတိုင်းမှာပုံမှန်အခြေအနေအတွက်မူလရေထုတ်စနစ်ရှိရပါမယ်အဲ့ဒီစနစ်ကပိတ်ဆိုးသွားခြင်းညီရေတွေလွတ်ထုတ်နိုင်ဖို့အတွက်မူလစနစ်ထက်နည်းနည်းပိုမြင့်တဲ့နေရာမှာဒုတိယရေထုတ်စနစ်ဥပမာရေပိုလွယ်ပေါက်ကိုပါ မဖြစ်မနေတက်ဆင်ရပါမယ်။အရေးကြီးတဲ့အချက်ကဒုတိယစနစ်ရဲ့ရေထုတ်နိုင်စွမ်းဟာမူလစနစ်ထက်မနှဲရဘူးဆိုတာပါပဲ။အဲ့လိုပေးဆိုနေတဲ့အချိန်မှာစုပုံလာတဲ့ရေရဲ့ဝင်အားကိုရောဘယ်လိုတွက်ချက်ပါသလဲ။ဒီဇိုင်းမူရဲ့ခံဝင်အားအားကိုအဲ့ဒီအချိန်မှာဖြစ်ပေါ်လာနိုင်တဲ့ရေအနက်စုစုပေါင်းပေါ်မူတည်ပြီးတွက်ချက်ရပါတယ်။ဖော်မြူလာကတော့ R equal 5.2 ds + dh ပါ။ ds ဆိုတာကမူလရေပိုက်ပိတ်နေချိန်မှာ ရေတွေစုပုံလာပြီး ဒုတိယရေပိုလွယ်ပေါက်စီကိုရောက်တဲ့အထိရှိနေမယ်ရေအ net static death ပါ DA ဆိုတာကတော့ဒုတိယရေပိုလွယ်ပေါက်ကနေရေတွေစီးထွက်နေတဲ့အချိန်မှာအဲ့ဒီအပေါက်အပေါ်မှာထပ်ပြီးဖြစ်ပေါ်နေမယ်ရေစီးကြောင်းရေအ net hydraulic death ပါဒါကြောင့် engineer လာမူလရေပိုက်ပိတ်ပြီးဒုတိယရေပိုက်ကအလုတ်ပြေလုတ်နေချိန်မှာဖြစ်ပေါ်လာမယ်ရေဝအားအပြည့်အတွက်ဒီဇိုင်းထုတ်ရတာပါညီမရေရွက်အလေးချိန်လွယ်ပြီးတခြားတတိထားရမယ်အန်တရေရောရှိပါသေးလားရှိပါတယ် အမိုးပြားဒါမှမဟုတ်အမိုး slope နည်းတဲ့အမိုးတွေအတွက်အလွန်အရေးကြီးတဲ့ရေဝတ်တည်ငြိမ်မှုမရှိအန်တီရဲ့ bonding instability ပါဒါကကုတ်ကမဖြစ်မနေစစ်ဆေးခိုက်တဲ့အချက်ပါရေတွေဆူလာတဲ့အခါသူ့ရဲ့အလေးချိန်ကြောင့်အမိုးကနည်းနည်းခွတ်ဝင်သွားမယ်အဲ့ဒီအခါရေတွေပိုဆူလာမယ်အမိုးကပိုခွတ်ဝင်သွားမယ်ဒီလိုနဲ့နောက်ဆုံးမှာအမိုးတစ်ခုလုံးပြိုကျသွားတဲ့အထိဖြစ်နိုင်တဲ့အလွန်အန်တီရကြီးတဲ့ဖြစ်စဉ်ပါဒါကြောင့်အမိုး slope တပီကိုလေးပုံတပုံလက်မအောင်နဲတဲ့အမိုးအလုံးကို ဒီလိုမဖြစ်အောင်လုံလောက်တဲ့ခိုင်မာမှုရှိမရှိတီးတန့်ခွဲခြားဆိုင်ဖျန်းစစ်ဆေးရပါတယ်။ရေမိုးတမန်တူလောင်နဲ့စနစ်ပါတဲ့ခေမွန်အမိုးတွေ control drainage အတွက်ရောဒီစီကန်းတွေက အတူတူပဲလား။အတူတူပါပဲ။အဲ့လိုအမိုးတွေမှာလည်းဒုတိယရေပိုလွယ်စနစ်ကိုမဖြစ်မနေတတ်ဆင်ရပါမယ်။ဒီဇိုင်းကတော့အဲ့ဒီရေပိုလွယ်ပေါက်ကိုမြင့်အထိတူလောင်ထားတဲ့ရေဝန်အားအပိအတတ်တွက်ချက်ရပြီး pontine instability ကိုလည်းမဖြစ်မနေစစ်ဆေးရပါမယ်။ မြန်မာနိုင်ငံရဲ့မြေချောင်းအင်အိုင်ပေါင်းများတဲ့ဒေတာတွေအတွက်အလွန်အရေးကြီးတဲ့ရေကြီးမှုဝန်အားအကြောင်းကိုသိကြပါတဲ့အကိုဒီအပိုင်းမှာသူ့အတွက်တည်တံ့အသေးပဲဖွင့်ဆိုထားတဲ့အများကြီးတွေ့ရပါတယ်။ဘာကြောင့်ရေကြီးမှုအတွက်ဒီလောက်အသေးစိတ်ဝေါ်ဝါးတွေလိုရတာလဲရှင့်။ဟုတ်ကဲ့။ရေကြီးမှုအတွက်ဒီဇိုင်းထုတ်တာဒါအလွန်တိတိကျကျအချက်အလက်နဲ့မြေပုံတွေကိုအခြေခံရတာကြောင့်ပါ။အင်ဂျင်နီယာတွေမြို့ပြစီမံကိန်းရွေးဆွဲသူတွေနဲ့သက်ဆိုင်ရာအာဏာပိုင်တွေအားလုံး ဝဝါရတစ်ခုကိုတိတိကျကျနားနဲ့သုံးဆွဲနိုင်မှာရေဘဲအန်ဒီယေကို မှန်မှန်ကန်ကန်ကာကွယ်နိုင်မှာပါအတုံးများဆုံးဝါဟာရတစ်ခုဖြစ်တဲ့ base flood အခြေခံရေကြီးမှုဆိုတာကို အရင်ဆုံးရှင်းပြပေးပါလားရှင် base flood ဆိုတာရေဘေးဒီဇိုင်းအတွက်အဓိကဆန်နှုန်းတစ်ခုပါသူကို နှစ်တေလာပြည့်ရေကြီးမှု100 year flood လို့လည်းခေါ်ကြပါတယ်ဒါကနှစ်တေလာမှာတစ်ခါပဲဖြစ်တဲ့ရေကြီးမှုလို့ဆိုလိုတာမဟုတ်ပါဘူ မိဒီနှစ်မှာမစိုးဖြစ်ွားနိုင်ကြီးတီလာခိုင်နှုံးဤတဲ့ရေကြီးမှုကိုဆိုလိုတာပါရေဘေးအန်ဒီရဲ့မြေပုံတွေစီမင်းစီကန်းဒီအားလုံးကဒီဆန်နှုံးကို အခြေခံပြီးရေဆွဲထားတာပါဒါဆိုရင် base flat elevation ဆိုတာကအဲ့ဒီ base flat ထိတဲ့အခါရေတက်လာမဲ့အမြင့်ကိုပြောတာပေါ့နော်တိတိကျကျပါပဲ BFE ဆိုတာအဆောက်အဦရဲ့အနှင်းဆုံးဂျန်ကင်းကိုဘလောက်အမြင့်မှာထားရမလဲဆိုတော့ကိုဆုံးဖြတ်ပေးတဲ့အဓိကကြတဲ့အမြင့်ပေတစ်ခုပါ နောက်ထပ်စိတ်ဝင်စားစရာဝါဟာရတစ်ခုက break away wall ပါပြိုကျနိုင်တဲ့နေရန်တစ်ခုကို ပြိုကျသွားအောင်ဒီဇိုင်းထုတ်တယ်ဆိုတာကနည်းနည်းတော့အထူးဆန်းပါတယ်ဘာကြောင့်ဒီလိုလုပ်ရတာပါလဲဒါကအလွန်ကောင်းမွန်တဲ့အရေးပါတဲ့ဒီဇိုင်းနည်းဖြူဟာတစ်ခုပါ အထူးသဖြင့်ကန်ယူတဲ့ data ကအောက်ခြေလွတ်နေတဲ့အိမ်တွေမှာသုံးပါတယ်။ break away wall ဆိုတာအဆောက်အဦးရဲ့အဓိကခံနိုင်ဝန်းစနစ်မှာမပါဘဲနဲ့အောက်ထပ်ကအကအရန်နေရန်တစ်မျိုးပါ သူ့ကိုရေအားပြင်းပြင်းတိုက်လာရင် အလွယ်တကူပြိုကျသွားအောင်တမင်တကာဒီဇိုင်းထုတ်ထားတာပါအဲ့ဒီလိုပြိုကျသွားခြင်းအချင်းဘလို့အကျိုးကျေးဇူးတွေရနိုင်ပါသလဲအဓိကအကျိုးကျေးဇူးနှစ်ခုရှိပါတယ်ပထမတစ်ခုကပြိုကျသွားတဲ့အတွက်ရေလိုင်းတွေကအဆောက်အဦးကိုအားနဲ့တွန်းကန်မဲ့အစားအဆောက်အဦးအောက်ကနေလွတ်လွတ်လပ်လပ်တည်သွားနိုင်ပါတယ်ဒုတိယအချက်ကတော့အဲ့ဒီနေရန်ကအဆောက်အဦးရဲ့အဓိကတိုင်တွေအုတ်မြဲတွေကိုလုံးဝမထိခိုက်စေဘဲပြိုကျသွားတာပါ ဆိုလိုတာကအရင်မကြီးတဲ့နေရန်ကို အနစ်နာခံပြီးအဆောက်အဦးတစ်ခုလုံးကိုကယ်တင်လိုက်တဲ့သဘောပါပဲရေဘေးအန္တရာယ်ရှိတဲ့နေရာတွေမှာအဆောက်အဦးတစ်လုံးကိုဒီဇိုင်းထုတ်တဲ့အခါမှာလိုင်းနာရမယ့်အဓိကစီမင်းစည်းကမ်းတွေအကြောင်းသိချင်ပါတယ်အကိုဟုတ်ကဲ့ပါရေကလုံးကိုဒီဇိုင်းထုတ်တဲ့အခါမှာအဓိကရည်မှန်းချက်ကတော့အဆောက်အဦးရဲ့ရှင်သန်ရည်တည်နိုင်စွမ်းကိုတည်စားပေါက်စေဖို့ပါ ကိုကအဆောက်အဦးတစ်လုံးကိုအဓိကကြာရှုံးနိုင်တဲ့ပုံစံ၃မျိုးကိုဖန်အောင်ဒီဇိုင်းထုတ်ပြီးမြေထဲမှာခိုင်မာမာကြောက်ချီထားပါမယ်။အဲ့ဒါတွေကတော့တင်ရေပေါ်မြောက်ပါခြင်း flotation အဆောက်အဦးက၄စီးလို့ရေပေါ်မှာပါသွားအောင်ကာကွယ်ဖို့၂ပြိုကျခြင်း collapse ရေရဲ့တုန်တိုက်မှုကြောင့်အဆောက်အဦးတစ်ခုလုံးပြိုကျမသွားအောင်ကာကွယ်ဖို့၃ဘေးဒဏ်ရွေ့ရှာခြင်း permanent lateral displacement အဆောက်ဦးကသူ့ရဲ့အုံငေးပေါ်ကနေဘေးဒက်၍သွားတာမျိုးမဖြစ်အောင်ကာကွယ်ဖို့ပဲညီမရေတိုက်တိုက်တယောက်မှုအားရအပြင်တခြားတတိထားရမယ့်အန္တရာယ်ရောရှိပါသေးလားကိုဟုတ်ကဲ့အလွန်အရေးကြီးပေမဲ့လူသိတတိမထားမိတဲ့အန္တရာယ်တစ်ခုရှိပါတယ်အဲ့ဒါကတော့မြေစီတိုက်စားမှုနဲ့ရေတိုက်စားမှု erosion and scar ဝါပါရေစီအားကြောင့်အဆောက်ဦးရဲ့အုံငေးဘေးပတ်လည်နဲ့အောက်ခြေကမြေကြီးတိုက်စားပြီးပါသွားနိုင်ပါတယ်အုံငေးအောက်မှာမြေကြီးမရှိတော့ရင် အဆောက်အဦကအလွဲတော်ကိုပြိုကျနိုင်တဲ့အကြောင်းဒီအချက်ကိုမဖြစ်မနေတင်းတင်းစဉ်းစားရပါတယ်။ဒါဆိုရင် break away wall ရဲ့ design လိုအပ်ချက်တွေအကြောင်းကိုအသေးစိတ်ရှင်းပြပေးဥပါအောင်။သူ့မှာတစ်ခုနဲ့တစ်ခုစန့်ကျင်နေတယ်လို့ထင်ရတဲ့ design လိုအပ်ချက်ရှိပါတယ်။လိုအပ်ချက်တစ်ခုကပုံမှန်အခြေအနေမှာခိုင်ခိုင်ရမယ်။ရေမကြီးခင်အချိန်တွေမှာသူဟာတာမန်လေတိုက်ဝန်၊ငလင်ဝန်ဒါမှမဟုတ်အ ਨੇ စုံတစ်စတူးဘင်းကို30ပေါင်ရှိတဲ့အားကိုခံရရင်ရှိရပါမယ်။ လိုအပ်ချက်နှစ်ကတော့ရေကြီးတဲ့အခါမှာကြိုတင်ခံမှန်းထားတဲ့အတိုင်းပြိုကျရပါမယ်။ရေရဲ့ဖိအားကသစတူဘင်းကိုပေါင်20ထက်မပိုတဲ့အားနဲ့တက်ရောက်တဲ့အခါမှာတော့ဒီနယံကမဖြစ်မနေပြိုကျတော့အောင်ဒီဇိုင်းထုတ်ထားတာပါ။ဒါဆိုရင်သူက10ပေါင်ဝန်ကိုခံရမယ်။ဒါပေမဲ့20ပေါင်ဝန်မရောက်ခင်မှာပြိုကျရမယ်ဆိုတော့အင်ဂျင်နီယာတွေအတွက်တော်တော်လေးအတိအကျလုပ်ရမယ်ဒီဇိုင်းတစ်ခုပေါ့နော်တိတိကျကျပါပဲဒီလိုလုပ်ထားခြင်းအားဖြင့် နေရန်ကနေစဉ်သုံးတော့လုံလောက်တဲ့ခိုင်ခံမှုရှိပြီးရေကြီးတဲ့အခါမှာတော့အဆောက်အဦးရဲ့အထူးကအုံမြေကိုအန်တီရမပေးခင်မှာကြိုတင်ပြီးအနစ်နာခံပိုချသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုဒီဇိုင်းထုတ်ဖို့ဆိုရင်အပေါ်ဓာတ်ကအဆောက်အဦးနဲ့အုံမြေတွေကအဲ့ဒီနေရန်မရှိတော့တဲ့နောက်ပိုင်းကျွန်းကျန်တဲ့ရေတန်းအားလုံးကိုခံရရင်ရှိအောင်ကြိုတင်ဒီဇိုင်းထုတ်ထားပြီးတော့ဖြစ်ရပါမယ်။ ။ဒါဆိုရင်ကုတ်ကရေဘဲအန်ဒီရေကို အပေါ်စီးကကြတဲ့မိုးရေကိုလည်းအောက်ခြေကတက်တဲ့ရေကြီးမှုကိုပါတီးတန်းစနစ်တကျကာကွယ်နိုင်မဲ့နီးလန့်တွေကိုပြပြဆုံဆုံလမ်းညွန်ထားတယ်ဆိုတာကိုနားလည်လိုက်ပါရရှင်။ အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မိကအကူကိုရောအစည်းအဝေးကိုကြီးစုနားထောင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။အခုဒီနေ့အစည်းအဝေးလေးကိုဒီမောက်လေးရပ်နားလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှလည်း MNBC 2020မှာအပိုင်း3ရဲ့အခန်းခွဲ3.2မှာကြန့်ရှိသေးတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပျော်လည်ဆုံတွေ့ကြပါမယ်ရှင်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။